လေဟို life ဖန်ကြီးလို့ပြောရမယ်ဘာဖြစ်ဆိုတော့ကိုမျိုးကိုကကြတော့လေသူကဟို ပကြီးနဲ့စပြီးတော့ခင်မင်ရင်းနှီးတဲ့ချိန်ဆိုက်ပြီးတော့ဒါပေါ့နောက်ပိုင်းအထိပေါ့နော်သူကဟိုပကြီးရဲ့အကူတယောက်လိုအဖေတယောက်လိုဟောတာသူရှေ့ကနေမမရမရက်တီပေးရမယ်ကိစ္စရဲ့အကြောင်းချင်းသူရှေ့ကနေပြောပေါ့နော်ဒါဦးစီးဦးဆောင်လုပ်ပေးတယ်ရှုပ်ကိစ္စရဲ့အကြောင်းလဲဒါသူကနောက်ကွယ်ကနေပံ့ပိုးပေးရမယ်ကိစ္စရှိရဆိုရှင်တာပကြီးကိုအများကြီးပံ့ပိုးပေးတယ်ပေါ့နော်အဲပကြီးကလည်းသူ့ရဲ့စူးစမ်းအထောက်အမှုနဲ့ပေါ့နော်နှစ်ယောက်နှစ်ယောက်ကကန်ဆက်တယ်ပြောအောင်ပေါ့သူကပကြီးကိုတံမိုးထားပြီးတော့ပေါ့နော်တံမိုးထားပြီးတော့ဒီမျိုးလေးသူစဉ်းစားပြီးတော့ဟို ဘာစီလဲပြောလဲပြောရှင်းစေခြင်းနဲ့နောက်ပြီးတော့ဟိုသူတို့ချစ်ကြခင်ကြတဲ့ကျွန်တော်တို့လူပဲဗောနော်မိတ်ဆွေတကယ်ချင်းပေါင်းသင်းနေတယ်အားလုံးအတူတူပါဝင်ပြီးတော့ပြောရှင်းစေခြင်းနဲ့စိတ်တွေနဲ့သူစီစဉ်လိုက်တာဗောနော်ဟိုချစ်ရခင်ရဲ့ relationship မှာ remote surprise လေးဖြစ်တယ် remote ထောင်ကတောင်းတဲ့ခါကြောက်လဲ main clean နေနေပျော်မှာရဲ့ဗောနော်အဲအဲ့လိုဆိုတာကြတော့ဒါကျွန်တော်ကကြတော့ဒါကိုယ်တငင်ကြီးဘက်ကပဲជីជីဒါကိုယ်ညီမလေးဘက်ကជីជីဒီပွဲလေးကတကယ်ကိုပျော်ရှင်စရာကောင်းတဲ့ ပွဲလေးတို့အဲ့လိုမျိုးခံစားကျွန်တော်တို့ကိုယ်နဲ့တကယ်တည်းပျော်တယ်နောက်ပြီးတော့ပကြီးဆိုလို့ရှိရင်လည်းသူဟောပေါ့နော်အဲ့လိုမျိုးသူဟိုပွားလေးစီးစားပြီးတော့လေပြီးတော့မှပွားလေးချုပ်ပဲရှိမှသူမြင်ရတဲ့မြင်ကွင်းကလုံးဝအာဝါးပဲလေအဲ့လိုမျိုးဆိုရခါကျတော့သူကိုယ်နဲ့မြေးတွေဟောပေါ့နော်ဝန်နေမှာသူသူ Facebook မှာသူတင်တာကျွန်တော်တွေ့ပါတယ်ဒါသူအမေကိုလည်းသူတတိရတယ်ပေါ့နော်သူမျိုးတတိရတယ်နောက်ပြီးတော့သူမျိုးသူ့ကိုချစ်ပေးခင်ပေးရမေးစစ်တငင်းချင်းရှိမှသူချစ်တဲ့ချစ်သူကနေပြီးတော့သူ့ကိုမျိုးတန်ဖိုးထားပြီးတော့ခုလိုမျိုးလေးဟို ပွဲလေးစီစီမျိုးတုတ်ပေးတဲ့ခါသူပျော်လဲပျော်တယ်အဲ့အတွက်မျက်ရည်ကျမိတာပေါ့နော်ဒါကတော့ဟိုဘသူမှဆိုသူကိုအဲ့လိုဖြစ်မိမှာပဲညီလေးမျိုးကိုနဲ့ညီမလေးမေပချီတို့အတွက်ပေါ့နော်အဲတကယ်ကိုရင်းနေရလှလှလှနဲ့ congratulation လို့ပြောချင်ပါတယ်လို့ဟောကျွန်တော်တို့ကဒီပွဲမှာလာပြီးတော့ဒီပွဲလေးမှာပေါ့နော်ဒါဟိုမျိုးကိုနဲ့ပချီတို့ကိုလာပြီးတော့တက်ရောက်ပြီးတော့ဂုဏ်ပြုပေးတာပေါ့နော်သူတို့သူတို့ရဲ့ဒီပွဲလေးမှာဟိုသူတို့ရဲ့ချစ်ရခင်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေကအပါဝင်အနေနဲ့အာ ဒါပါဝင်ပြီးတော့ဂုံပြူပြည့်တဲ့သဘောပေါ့ကြိုသိရတာဆိုတော့အစခဲကတော့ဆိုတော့အဲမျိုးကိုနဲ့ပေါ့နော်မျိုးကိုဆိုတာကပြောရမှာဆိုကျွန်တော်တို့နဲ့ဆိုလို့ရှိရင်ဒါဟိုညီကိုတကယ်ချင်းနေလို့ပဲအာကျွန်တော်တို့ခင်မင်းရင်းနှီးရတယ်ဒါဆယ်စုနှစ်တခုကြော်ခဲ့ပြီပေါ့နော်အဲပကြီးနဲ့မျိုးကိုနဲ့မတွေ့ခင်ကနေကျွန်တော်တို့ရင်းနှီးနေရဆိုတော့လေအဲ့လိုမျိုးဆိုတော့ အာအခုပကြီးနဲ့ကြတော့လေသူကဒီလိုမျိုးလေးတွေသူလှုပ်ချင်တယ်ဒီလိုမျိုးတွေသူစိတ်ကူးရင်သားတယ်လို့စီစဉ်သားတယ်ဆိုတော့ဟာလေးပြပြတဲ့အခါကျတော့အာကျိုးတော့သိနေတာပေါ့နော်ဒါပေမဲ့လည်းဘယ်နည်းဘယ်လုံးမယ်ဆိုတော့မျိုးတော့အတိအကျတော့မဟုတ်ဘူးအခုကျတော့လေဒါသူကအာဒီ body လှုပ်ဖို့ရှိတယ်အာလာခဲ့ပြီပါပေါ့နော်ဆိုတဲ့အခါကျတော့လေဒါကျွန်တော်ဟိုကျွန်တော်ဒါပူပူနဲ့လည်းဒါဂျင်းနီညာပဲဆိုတော့လေအဲကျွန်တော်မိသားစုလည်းပေါ့နော်အဲသွားပြီးတော့အခုပြုပေးပြတာပါဟုတ် ハハハハ တို့ရေဆက်ပါပဲဒါတို့ကဟိုတို့ကတို့ဆောင်တွေ့ကြရတယ်တို့ကတို့ဒါပေါ့နော်ဒါကြောင်းကြောင်းနဲ့ဒါချစ်သူတွေဖြစ်ကြတယ်အခုဆိုလို့ရှင်တော့ဒါဟိုအိမ်တော်တစ်ခုတည်ဆောင်ဖို့အတွက်ပေါ့ဒါခြေလမ်းလေးစနေပြီပေါ့နော်ဟုတ်အဲကျွန်တော်တို့လည်းတော့အဲစပြီးတော့တည်ရချင်တော့ဒါကတော့ဟောပေါ့နော်ဒါပကြီးဆိုတာကလည်းပြောမှဆိုလို့ရှင်တော့ကိုယ့်ရဲ့အမှုပညာလောကရဲ့ဒါကိုဂျူနီယာပေါ့နော်ဂျူနီယာပေါ့တို့ဆိုတာမင်းသမီးအငယ်လေးပဲပြောမှာပေါ့အဲ့လိုမျိုးဆိုတဲ့ခါကျတော့သူဆိုလို့ရှင်လေဒါဟိုသူ့ရဲ့စူးစမ်းအထောက်မှုနဲ့ပေါ့နော်အာ အခုဆိုလို့ရှိရင်လည်းဒါသူနေရာတစ်ခုမှာအောင်မြင်မှုတစ်ခုနဲ့ပေါ့နော်သူနေရာသူ try တန်လေးဖြစ်နေပြီပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ကျွန်တော်တို့ကတော့ဟိုဝမ်းသာပါတယ်ဟာသူတို့နှစ်ယောက်ကလေဟို life ဖန်ကြီးလို့ပြောရမယ်ဘာဖြစ်ဆိုတော့ကိုမျိုးကိုကကျတော့လေသူကဟို ပကြီးနဲ့စပြီးတော့ခင်မင်ရင်းနေတဲ့ချိန်ဆိုက်ပြီးတော့ဒါပေါ့နောက်ပိုင်းအထိပေါ့နော်သူကဟိုပကြီးရဲ့အကူတယောက်လိုအဖေတယောက်လိုဒါသူရှေ့ကနေမမရမရက်တီပေးရမယ်ကိစ္စရဲ့အကြောင်းချင်းသူရှေ့ကနေပြောပေါ့နော်ဒါဦးစီဦးဆောင်လုပ်ပေးတယ်ရှုပ်ကိစ္စရဲ့အကြောင်းလည်းဒါသူကနောက်ကွယ်ကနေပံ့ပိုးပေးရမယ်ကိစ္စရှိရဆိုရှင်ဒါပကြီးကိုအများကြီးပံ့ပိုးပေးတယ်ပေါ့နော်အဲပကြီးကလည်းသူ့ရဲ့စူးစမ်းအားထုတ်မှုနဲ့ပေါ့နော်နှစ်ယောက်နှစ်ယောက်ကကန်ဆက်တယ်ပြောအောင်ပေါ့အဲ့တော့ဟိုတို့နှစ်ယောက်စလုံးမှာထိုက်သိမ်းတဲ့အနေအထားတစ်ခုလေးရောက်နေပြီပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့တို့ဟိုအိမ်အောင်ပြောရမယ်အရွယ်လေးရောက်နေပြီအဲ့လိုမျိုးဆိုတဲ့အခါကျတော့တို့ အနေနဲ့ကတော့ဒါအခုရှင်းရတာအတင့်တော်ဆုံးအချိန်ပဲပေါ့နော်အဲ့လိုပဲပြောပါအဲ့တော့အခုအခုဆိုရင်ကျင်ရနဲ့စုံတော့မယ်ပေါ့နော်နှစ်ယောက်စလုံးကကျင်ရနဲ့စုံတော့မယ်ဆိုတော့ကကြတော့အာဝမ်းသာပါတယ်ကျတော့ right time right person ဖြစ်သွားတာပေါ့နော်ဟုတ်ရိုးသားလောင်းကတော့ပုံပြီးရင်ခွန်တာပေါ့နော် तू ကတော့ဟိုဘယ်လိုပြောမလဲဒါပကြီးကိုလည်း surprise ဖြစ်စေခြင်း ਨੇ ဒါတော့ဒီဘက်မှာလည်း तू ကပွဲကိုလည်း season နေရတယ်ပေါ့နော် season နေရဆိုတော့အပိုင်းမှာဖြစ်ချင်တော့အဲ့နီးကမနေ့ကမိုးကအရန်ရွာလीမိုးကတော်တော်သေးကြီးမကြီးပါကျွန်တော်သွားရရှိမှမိုးကရေအရန်များရွာရခါကျတော့ तू က စီစဉ်နာကအဲ့ဒီစီမှာအကကြတော့သူကဒီကံရေဆက်ကမျက်ခင်းမိတယ်မှာပေါ့နော်စီစဉ်နာအခါကျတော့ပုံနှင်းမှာတွေ့မှာပါအဲ့လိုမျိုးဆိုတော့ကျတော့မိုးကရမ်းရောအခါကျတော့လုံးဝဟိုဘယ်လိုပဲမပွဲရပြက်လူပြက်တော့မလားလို့တော့ထင်ငဲရတာပေါ့နော်အဲ့ဒါဆိုလိုက်တင်နဲ့ဆင်းလို့မရဘူးပန်းရင်နဲ့ဆင်းလို့မရဘူးရှောင်းလိုက်နဲ့ရေတွေနဲ့အဖြူအောင်တွေပေါ်မှာရေတွေနဲ့မိုးရင်းနဲ့ဆိုတော့ကျတော့အဲ့ဒါကျွန်တော်လည်းဒါရာသီဥတုခြေတွေကြီးဘာညာပေါ့နော်အပြီးတော့ဟိုနောက်ကျတော့ကံကောင်းတဲ့အခါကံကောင်းပါတယ် ဟိုပွဲအစဂန်နီးလေးမှာပဲဟိုစမဲ့အခြေတွေနဲ့နောက်ဆုံးသွားတာပေါ့နော်ပကြီးတော့ဟိုဘက်ကသူတငယ်ချင်းအခြေအနေဆွဲရတာပေါ့ဟိုကအเจ้าမဒီကအเจ้าမအခြေဆွဲရပေါ့အဲ့မှာဟိုမိုးတဲ့တေဝါတယ်အဲလိုက်တင်နေနဲ့ဆင်းလိုက်တယ်နောက်ပြီးတော့ဒီလမ်းတွေပါလေအကုန်ပန်းတွေရောလမ်းတွေရောတေချာတန်းရှင်းအကုန်လုပ်ပြီးတော့ခါကြတော့အဲဘယ်လိုပြောမလဲတော်တော်လေးဟိုပွဲလေးကလှသွားတာပေါ့နော်ခက်ခန်းလာနေပြီးပြည့်စုံပြီးဖြစ်သွားတာပေါ့ဟော you သူကပကြီးကိုတံမိုးထားပြီးတော့ဗောနော်တံမိုးထားပြီးတော့ဒီမျိုးလေးသူစဉ်းစားပြီးတော့ဟိုပကြီးကိုလည်းပျော်လဲပျော်ရွှင်စေခြင်းနဲ့နောက်ပြီးတော့ဟိုသူတို့ချစ်ကြခင်ကြတဲ့ကျွန်တော်တို့လူဗောနော်မိတ်ဆွေတကယ်ချင်းပေါင်းသင်းနေတယ်အားလုံးအတူတူပါဝင်ပြီးတော့ပျော်ရွှင်စေခြင်းနဲ့စိတ်တွေနဲ့သူစီစဉ်လိုက်တာဗောနော်နောက်ပြီးတော့ဒါ main clip ဘက်ကကြည့်မယ်ဆိုလို့ရှိရင်ပြောမှာဆိုရှင်တော့ဒါကအာဒီလိုမျိုး propose လုပ်တဲ့ဟာလေးတွေဘာလေးတွေက surprise ပေါ့နော် surprise ဆိုပေမဲ့အဲဦးဝင်နေပြောရှင်တော့ပကြီးရတဲ့ရေတော့ရေးမိမှာပဲဘာလို့ရေးမိမှာဆိုတော့ကဟိုဟိုသူ့ကိုလေဟိုဒီ dress တွေပါပြင်ဆင်ခိုင်းတဲ့ဟာတွေပါလည်းရှိတယ်နောက်ပြီးတော့ဟိုဟိုမျိုးကွာတတတဒီဘက်ကိုလာပြီးတော့စီစဉ်နေရှင်မှာသူကဟိုမှာ shooting မှာသူ့သူနေနေပြီးတော့မှပွဲရနေပြီးတော့မှဟိုအချိန်ကြီးဆွဲရတဲ့ဟာပဲရှိတော့သူလည်းရေတော့ရေးမိမှာပေါ့နော်ဒါပေမဲ့လည်းဘလို့ပုံစံနဲ့ ဘလို့အခြေအနေမျိုးနဲ့သူ့ကိုဒီလိုမျို propose လုပ်မယ်ဆိုတော့ပဲ तू မသိတာပဲရှိဘူး तू တော့ဒီလိုမျိုးတော့လုပ်တော့မယ်ဆိုတော့ तू သိရောသိမှာပေါ့နော်ဒါဘာလို့ဆိုတော့ပြည်ရတယ်ဒါ तू ကလည်းပါနေတဲ့ main ကလေးတယောက်ဆိုတဲ့အခါကျတော့အဲအဲ့လိုမျိုးဆိုတော့အခါကျတော့အဲ့လိုမျိုးသူ့ကိုဒီလိုမျိုးဒါကိုချစ်ရခင်ရရှိမှာဒီမျိုးလေး surprise လေးဖြစ်တယ်ဒီလိုမျိုးလက်ထောက်ငယ်တောင်းတဲ့အခါကျတော့လည်း main ကလေးနေတယ်ပျော်မှာပဲပေါ့နော်အဲအဲ့လိုမျိုးဆိုတာကျတော့ဒါကျွန်တော်တို့ကကျတော့ဒါကိုယ်တငင်ချင်းဘက်ကပဲជីជីဒါကိုယ်ညီမလေးဘက်ကជីជីဒီပွဲလေးကတကယ်ကိုပျော်ရှင်စရာကောင်းတဲ့ ပွဲလေးတို့အဲ့လိုမျိုးခံစားရကျွန်တော်တို့ကိုယ်နဲ့တကယ်တည်းပျော်တယ်နောက်ပြီးတော့ပကြီးဆိုလို့ရှိရင်လည်းသူဟောပေါ့နော်အဲ့လိုမျိုးသူဟိုပွားလေးစီးစားပြီးတော့လေပြီးတော့မှပွားလေးချုပ်ပဲအချိန်မှာသူမြင်ရတဲ့မြင်ကွင်းကလုံးဝအာဝါးပဲလေအဲ့လိုမျိုးဆိုတဲ့အခါကျတော့သူကိုယ်နဲ့မြေးတွေဟောပေါ့နော်ဝန်ထဲမှာသူသူ Facebook မှာသူတင်တာကျွန်တော်တွေ့ပါတယ်ဒါသူအမေကိုလည်းသူတတိရတယ်ပေါ့နော်သူမျိုးတတိရတယ်နောက်ပြီးတော့သူတို့ကိုချစ်ပေးခင်ပေးမိတ်ဆွေတငယ်ချင်းရှိမှလာသူချစ်တဲ့ချစ်သူကနေပြီးတော့သူတို့မျိုးတန်မှုထားပြီးတော့ခုလိုမျိုးလေးဟို ပွဲလေးအစီအစဉ်မျိုးတုတ်ပြတဲ့ခါသူပျော်လဲပျော်တယ်အဲ့အတွက်မျက်ရည်ကျမိတာပေါ့နော်ဒါကတော့ဟိုဘယ်သူမှဆိုသူကိုအဲ့လိုဖြစ်မိမှာပဲဟိုဟိုမျိုးကွာလည်းသူစင်မောကနေပြီးတော့သူကမတည့်ရပြီးတော့သူစောင့်နေတာသူကလည်းသူတို့သမီးတော်လည်းသူကြည့်တော့သူလည်းမျက်ရည်ကျနေတာပဲဂျီနူပီတီပေါ့နော်ဒါလေးကပြောမှမလို့ရှင်တော့တကယ်ဝမ်းသာစရာကောင်းပါတယ်ဟောအဲ့ဒါကလေကျွန်တော်ကိုချင်းစာတယ်ကိုချင်းစာဆိုတော့ကဟိုပရမတ်တစ်ချက်ကဘာလဲဆိုတော့ဒီလိုမျိုးပေါ့နော်ဟို ကိုယ့်ရဲ့အရေးကြီးဆုံးအချိန်မှာကိုယ့်ဘဝရဲ့အမှတ်တရရှိမဲ့အချိန်မှာကိုယ်ရှိစေချင်တဲ့တွေအနားမှာရှိစေချင်တာပေါ့နော်။ဟိုပြောရမလို့ရှိရင်ဒါဟိုပကြီးဆိုတာသူ့အမေကိုသူတတိရတာပေါ့နော်။ဘာလို့ဆိုသူ့အမေကလည်းဒါသူ့အမေဟိုမကွယ်တော်ငယ်ငယ်တည်းကဒါမျိုးကိုနဲ့ သူ့အမေကသဘောတူခဲ့တာပေါ့နော်သဘောတူခဲ့ဆိုတော့အတိမတ်ပြုခဲ့တာပေါ့ဘာလို့ဆိုတော့မျိုးကအတော်တယ်အရေးချင်းရှိတယ်သူ့သမီးကိုလည်းဒါဦးစီးဦးဆောင်နိုင်တယ်ကာကာဝယ်ပေးနိုင်တယ်ဆောင်းရှောက်ပေးနိုင်တယ်ကုညီပေးနိုင်တယ်ပေါ့နော်အဲ့လိုမျိုးမိဘတယောက်အနေနဲ့လည်းဒါကြည်ပြူခဲ့တဲ့အနေအထားတစ်ခုမှာအခုရိုးပွဲမျိုးလုပ်တဲ့အခါကျတော့သူ့အမေသာရှိခဲ့ရဆိုတဲ့စိတ်ကတော့သူတွေးမိမှာပေါ့ဘာလို့ဆိုတော့အဲ့ခံစားချက်ကိုကျွန်တော်ကိုယ်တိုင်နားတယ်ဘာလို့ဆိုတော့ကျွန်တော်ကိုယ်တိုင်အခုဒါကျွန်တော်အမေဒါဆိုကျွန်တော်မိဆိုဆုံးမိတာလေးလပဲရှိသေးတယ်နိဒါပေမဲ့လည်းကျွန်တော် အပျော်ရွှင်ရတဲ့အချိန်တွေအဲစိတ်ထိကဝမ်းနေတဲ့အခြေအနေမှာဆိုရှင်လေဒီလေးလာအတွင်းမှာပဲကျွန်တော်လည်းကျွန်တော်မျိုးသတိရအဲ့လိုသတိရအော်ငါမိသားရှိခင်ဆိုစိတ်လေးရှိရခါကျတော့စိတ်ထဲမှာတော့တမျိုးလိဖြစ်သွားမှာအဲ့လိုခံစားချက်မျိုးလေဟိုကျွန်တော်ကိုချင်းစာလို့ရတယ်နောက်တစ်ခုကကျတော့အာပျော်ရွှင်ဂျီနူး PDP ရတဲ့ခံစားချက်ဆိုလို့ရှင်ဒါသူ့ဘောဗျာဒါလူပုံလေးဖြစ်မှာเนาะဒါသူ့ဒါသူ့ချစ်ရမျိုးမျိုးသားသူ့ကိုဓာတ်မိုးတွေ surprise ဆိုတာပျော်တာပေါ့เนาะသူလည်းဂျီနူးတာပေါ့เนาะကျွန်တော်စိတ်နဲ့ရှင်ပြောဆိုကျွန်တော်မင်္ဂလာဆောင်တော့ဆိုရှင်လေဟိုတွေ့မှာပေါ့ကျွန်တော်ဒုသမီးကိုကျွန်တော် ပို့ပို့ကျွန်တော်ခေါ်တဲ့အချိန်မှာကျွန်တော်သူ့ကို surprise ဆိုပြီးတော့ကျွန်တော်စင်မော်တက်လာပြီးတော့ကျွန်တော်သင်းလေးဆိုပြီးတော့သူ့ကိုလှမ်းခေါ်တယ်အဲ့ဒီအချိန်မှာသူလမ်းလျှောက်ကျွန်တော်ကသင်းဆိုနေသူ့ကိုလမ်းလျှောက်အဲ့ဒီအချိန်မှာသူ့ကိုကြည့်ပြီးတော့အဲပီတိရဖြစ်ပြီးတော့ဗျာလူကမျက်ရည်တွေကျလာတာလုံးဝအဲ့ဒါအဲ့ဒါတုန်းကတကယ်ရင်းနေအစ်စ်ပဲအဲ့လိုမျိုးပေါ့နော်အဲ့လိုအဲ့လိုမျိုးဆိုတော့အဲ့အဲ့ဒီကျွန်တော်ဗီဒီယိုလေးတွေအပြန်ကြည့်လို့ရှိရင်တွေးမိမှာပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ဒီခံစားချက်တွေကတော့ဒါကတော့ကိုယ်ထွေကြုံမှာပဲ ိနိုင်မယ်။ဒါမှမဟုတ်ရှင်ねဒီလိုခံစားချက်မျိုးကိုချင်းစာရဲ့ဒီမျိုးဆိုရှင်တော့ဒါကဟိုအကုန်လုံးနားလည်ကြမယ်သိကြမယ်ခံစားချက်မျိုးပါဟော။ပြည်သက်တွေလည်းအားလုံးတိသွားအောင်ပေါ့နော်ဒါ officially ဒါတို့ကဒါချိန်ညှိလိုက်ပြီးတို့နှစ်ယောက်ကဒါဟိုဘာပေါ်တော့တရားကြောင်းနဲ့ဒါအပြန်နားနဲ့မှုနေတဲ့ဒါရှေ့ဆက်တော့မယ်အင်းတော်တို့ဒီကြောင်းတော့မယ်ဆိုတဲ့အခါကျတော့အချိန်နဲ့တိတ်မဆွဲအချိန်နဲ့တိတ်မဆွဲနေတော့ပေါ့နော်အချိန်နဲ့တိတ်မဆွဲနေတော့ ဟိုကျွန်တော် interview ဆက်ရှိတာသူတို့လည်းဟိုစီစဉ်လာပါတယ်သူတို့လည်းတိတ်ပြီးတော့အချိန်တော့တိတ်တော့မကြာတော့ပါဘူးစီစဉ်လာပါတယ်ဒါတော့သူကာကန်ရှင်တွေသူတို့ announce လုပ်ပါလိမ့်မယ်အဲအဲ့လိုမျိုးဆိုတဲ့ခါကျတော့သူတို့တို့ဒါပြောမယ်ဆိုရှင်တော့ตายาပျော်ရှင်နဲ့ပြည်စုံနဲ့မိသားစုဘဝလေးကိုလည်းအမြဲဆုံးတည်ဆောက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဘာလို့ဆိုတော့ပကြီးရတယ်အဲ့နေ့ကဖုံးမှုလေးပါပါဖုံးမှုလေးကအရန်ချစ်ဖို့ကောင်းလို့ဆိုပကြီးရပြောတယ်အဲကျွန်တော်ပြောညီမလေးအားမကြောက်ဘူးလားဟာအားကြောက်ဖို့ကိုကြီးရတယ်အားကြောက်ရှင်ညီမလေးအားကြောက်ရှင်ကြိုးစားလို့ကြိုးစားမှာကိုကြီးရဟိုကဗာလဲ ကိုကြီးတငယ်ချင်းတွေ့တဲ့ညီမလေးရတဲ့ဒါကြိုးစားပေးရပါတယ်ဆိုပြီးတော့နောက်နေရပါတော့အဲ့လိုမျိုးဆိုတော့သူတို့အတွက်လည်းဒါပြည့်စုံသောကောင်းမွန်သောလာခြင်းကောင်းသောဒါသာသမီရာလေးလည်းအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေအဲသူတို့ရဲ့ဘဝတစ်ချောင်းလုံးပေါ့နော်ဒါအိုအောင်မင်းအောင် ပေါင်းသင်းပြီးတော့ပျော်ရှင်တဲ့မိသားစုဘဝတွေတည်ဆောက်နိုင်ပါစေလို့ပဲကျွန်တော်ဆုတောင်းပေးပါတယ်